မ္ဘောဒီးယားမှာတန်နေခြင်းကရှာလာခဲ့တဲ့ပတ်စံကိုမိဘနှစ်ပါးကိုကရော့ခဲ့တဲ့လက်ဝေးသမားကျူပြူမင်္ဂလာပါရှင်ပါမီစနာမှာပြန်လည်ကြိုဆိုလိုက်ပါတယ်အခုရက်ပိုင်းတွင်မြန်မာလက်ဝေးချစ်သူပြည်သက်တွေကြားမှာပွဲစုသွားတဲ့ကိစ္စကတော့ကမ္ဘောဒီးယားမှာလက်ဝေးထိုးရင်ရုံမာစွာတရားမျှတမှုမရှိစွာနဲ့လေပင်ညစ်ခံခဲ့ရတဲ့မြန်မာလက်ဝေးကစားသမားလေးကျူပြူကိစ္စပါဒီလိုလေပင်ညစ်ခံခဲ့ရလို့ကျူပြူခင်ဗျာတတိမိသွားတယ်လို့လည်းဆိုပါတယ် ဂျိုးဖြူဆိုတာကတော့ကျေးလန်တောင်ရမှာဆင်းရဲနှောင်းပါးတဲ့မိဘနှစ်ပါးကိုလှုပ်ကျွင်းနေတဲ့ဟိသားကောင်းရတနာဖြစ်ပါတယ်။ဒါပြင်ဂျိုးဖြူဟာမြမလဝိကစားသမားတွေထဲမှာအလားနာရှိဆုံးကစားသမားတူဆိုရင်လည်းမမှားပါဘူး။ကျိုးဖြူဟာနမိတ်ကြီးလဝိကျော်ကစားသမားဆိုလင်းဦးပိုင်ဆိုင်ထားတဲ့လဝိကလပ်ကနေတင်ချောင်းမွေးထုတ်ပေးလိုက်တဲ့လဝိကစားသမားကောင်းလေးဖြစ်ပါတယ်။အခုအခါမှာတော့မြန်မာလဝိကစားသမားကျိုးဖြူဟာအခက်မသိရင်တပ်ပါဆုံးရှုံးသွားရနိုင်တဲ့အခြေအနေနဲ့ကမ္ဘောဒီးယားမှာရင်ဆိုင်ခဲ့ရတာဖြစ်ပါတယ်။ ဒါကလည်းမြန်မာပြည်တွင်းမှာလက်ဝဲပွဲတွေနေပါလာလို့ဖြစ်ပါတယ်။ဒီလိုအချိန်မှာပြည်တွင်းကစားသမားတွေအတွက်ရက်တိဖို့ကခက်ခဲလာတာပါ။ဒါကြောင့်လည်းမြန်မာပြည်တွင်းကဝမ်ချန်ပီယံရှင်ထိုင်းမွေထိုင်းပွဲတွေနဲ့အခုနောက်ဆုံးကမ်ဘောဒီးယားခွန်ကမာပွဲစသည်ဖြင့်နိုင်ငံခြားပွဲတွေထွက်ကစားနေရတာဖြစ်ပါတယ်။ဒါကြောင့်လည်းခုနောက်ပိုင်းမြန်မာပြည်တွင်းလက်ဝဲသမားတော်တော်များများကိုပြည်ပပွဲတွေမှာတွေ့လာရတာပါ။ အခုခါမှာတော့ကမ္ဘောဒီးယားခွန်ကမာလက်ဝေပွဲ MNS ကိုတွားရောက်ကစားတဲ့မြန်မာနိုင်ငံလက်ဝေကစားသမားဂျူးဖြူတယောက်ပြဿနာထပ်သွားခဲ့တာဖြစ်ပါလေ အစောပိုင်းမှာတော့မြန်မာကစားသမားကျူးဖြူနဲ့ကမ္ဘောဒီးယားကစားသမားတို့အပြိုင်ကစားနေကြပါသေးတယ်။ဒါပေမဲ့လည်းကမ္ဘောဒီးယားကစားသမားဟာမြန်မာလက်ဝဲသမားရဲ့လေပင်ကိုကျိုးမတက်နောက်ကနေညှစ်ထားတာပါ။ဒီလိုအခြေအနေကိုတိုင်းလူကြီးကဒီအတိုင်းကြည့်နေတာဖြစ်ပါလေ။ဒါကြောင့်လေလေပင်ကိုတတောင်နဲ့ညှစ်ခံခဲ့ရတဲ့ကျိုးဖြူဟာမျက်ဖြူလန်းပြီးအသက်အနည်းစိုးရိမ်ရတဲ့အနေအထားရောက်ခဲ့တာပါ။ဒီအချိန်ကျမှသာတိုင်းလူကြီးကပွဲကိုရန်နာကကမ္ဘောဒီးယားကစားသမားကိုအနိုင်ပေးလိုက်တာဖြစ်ပါတယ်။ ဒီလိုချိန်လေးမှာမြန်မာပြည်သက်တွေကတော့တလောက်ထိအထက်အနေများခဲ့တဲ့ကျိုးဖြူအတွန်းခံပြင်းကြသလိုဒီလိုချိန်လေးထိရက်ကြည့်နေတဲ့ကမ္ဘောဒီးယားတိုင်းကိုပြစ်တင်ကြပါတယ်။အထူးသဖြင့်မြန်မာပြည်သက်တွေကမျက်နှာလိုက်တဲ့ကမ္ဘောဒီးယားပွဲတွေကိုဘာလို့ထိုးရလဲ။ကျိုးဖြူအနေနဲ့လဲပင်းညစ်ခံရပြီးအသက်ဆုံးရှုံးသွားရင်ဘယ်လိုတာဝန်ယူမှာလဲဆိုပြီးမေးခွန်းထုတ်ကြတာပါ။ကျိုးဖြူကိုရိုင်းကလည်းတတိမိသွားခဲ့တယ်လို့ပြောလာတာပါလူတွေကတော့ကျိုးဖြူကိုကမ္ဘောဒီးယားပွဲကန် try ယူပြီးစေလို့တဲ့ ANS ဘွဲကိုမေးခွန်းထုတ်လာတာဖြစ်ပါတယ် ဂျိုးဖြူကတော့ခမာကမ်မောရီးယားပွဲမှာလေဘင်းကိုတီလို့ချုပ်လို့ရတယ်ဆိုတာကိုသူ့ကိုတောင်းရင်ဆင်လွှတ်လိုက်တယ်။ ANS ဘွဲကမပြောဘူးလို့ပြောလာတာပါ။ ဒါကြောင့်လေသူ့ကိုလဲပင်းညက်ပြီးမှတတိလက်သွားခဲ့တယ်လို့ဆိုပါတယ်။အစောပိုင်းမှာတော့ဘာဖြစ်မှမသိပဲမေ့သွားခဲ့တာပါ။နိုင်ဘွက်လောက်နေမှာကောင်းကောင်းတတိရလာခဲ့တယ်လို့ဂျိုးဖြူကဆိုပါတယ်။အဲ့ဒီနောက်မှာတော့ဒေါသထွက်လာတယ်လို့ပြောလာတာပါ။ဂျိုးဖြူရဲ့ဆွေမျိုးသားချင်းနေအထူးသဖြင့်ဂျိုးဖြူပွဲကိုကြည်နေတဲ့မိခင်ဟာဆိုရင်လေတားလေးသေးပြီးထင်ကတတိလက်သွားခဲ့တယ်လို့ပြောလာတာပါ။ ဒါပြင်ကျိုးဖြူကကမ္ဘောဒီးယားမှာအနေခံရတဲ့အကြောင်းတွေကိုလည်းရင်ဖွင့်ခဲ့ပါသေးတယ်။အခုကမှတော့သူက ကျမ်းမာရေးအဆင်ပြေပါတယ်လို့ကျိုးဖြူကဆိုပါတယ်။ အခုချိန်မှာတော့ကျိုးဖြူကသူ့တက်တဲ့ရင်ကရှာလာတဲ့ငွေတွေကိုမိဘနှစ်ပါးကိုလည်းကတော့လိုက်ပါတယ်။ကျိုးဖြူကိုတောင်းယူခဲ့တဲ့ ANS ဥက္ကဋ္ဌကလည်းကျိုးဖြူရဲ့ဖြစ်စဉ်နဲ့ပတ်သက်ပြီးသူတို့အဖွဲ့အစည်းဟာခွန်ခမာပွဲသွားကစားမဲ့ကျိုးဖြူနဲ့နှီးပြကုန်။ခွန်ခမာပွဲမှာလက်ဝဲကစ်ပေါင်းစဉ်ငွေတိုင်းတို့နဲ့မတူဘဲချုံလို့ရတယ်ဆိုတာကိုမပြောလိုက်မိဘူးလို့ဆိုပါတယ်။ ပရိသတ်တွေကတော့မြန်မာကစားသမားတွေအနေနဲ့မျှတမှုမရှိတဲ့ကမ်ဘောဒီးယားခွန်ခမာပွဲကိုသွားမကစားသင့်ဘူးလို့ဆိုပါတယ်။ယခုကြည့်ရှုနေကြတဲ့ပရိသတ်တွေကရောကျိုးဖြူနဲ့ပတ်သက်ပြီးမိမိတို့အမြင်ကိုမှတ်ချက်ပေးသွားကြပါအောင်ရှင်။